ရှေးဟောင်းစကားတွေကိုကြားဘူးနားဝရှိတဲ့ချမ်းသာကြွယ်ဝတဲ့ပုံနာကြီးတူဗြဟ္မဏမဟာသာလလို့ခေါ်တယ်။မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမေးတယ်။ရှင်ဂေါရမတဲ့သူတို့ဆရာဆရာတွေပြောခဲ့တဲ့မှတ်တမ်းအရာဆိုလို့ရှိရင်တစ်ချိန်တုန်းကလူလောကလူတွေနဲ့ပြည့်နေတယ်။မြို့တွေရွာတွေနေကုန်းတွေဆိုတာအာအိန္ဒိယကိုပြောတာလည်းဖြစ်ချင်းဖြစ်ချက်ပြန့်တကြစီကားတယ်။ တရွာနဲ့တရွာတမျိုးနဲ့တမျိုးအချက်ပြန်တခြားစီကားတယ်အဲ့ဒါလိုပြောရတာသို့တော်လဲဂနေခေမှာတဲ့သူတို့ရှိတဲ့မြတ်စွာဘုရားပွင့်တော်မူတဲ့ခေအချိန်ပိုင်းမှာဂနေခေမှာကြတော့တဲ့လူကြီးတွေလည်းနေပါသွားပြီးတော့ရွာပြက်တွေနော်မြို့ပြက်တွေတော့ဖြစ်သွားတဲ့နေရာတွေအဲ့ဒါတွေကများပြီးလူကြီးလည်းနေပါသွားတယ်တဲ့အဲ့ဒီလိုဖြစ်ရတာဘာကြောင့်လဲ ဘာအကြောင်းလဲဆိုအကြောင်းတရားကိုမြတ်စွာဘုရားမေးခဲ့ဘူးမေးတဲ့အခါမှာမြတ်စွာဘုရားကအကြောင်းပေါင်းမြောင်များစွာရှင်းကောင်းရှင်းနေတော့လေဖျားဖြေတဲ့အကြောင်းကတော့သုံးမျိုးတည်းပဲဖြေထားတာနော်သုံးမျိုးတည်းဖြေသွားတာသုံးမျိုးတည်းဖြေတာဟာတော့အဲ့ဒီမှာ main course လို့ဆိုတဲ့အဓိကအကြောင်းဖြေထားတာ main course ဆိုတဲ့အဓိကအကြောင်း အဲ့ဒီအဓိကအကြောင်းကနေပြီးတော့ဆက်သွယ်ဖြစ်ပါသွားတဲ့အကြောင်းအဲ့ဒီအကြောင်းကနေပြီးလူတွေနေပါသွားတဲ့အကြောင်းဒီလိုပြောဆိုပြဖြေထားစိတ်ဝင်စားစရာတော့ကောင်းတယ်ပေါ့ဖြေထားတဲ့အထက်မှာ main cause လို့ဆိုတဲ့အဓိကအကြောင်းလူကဘာယူကိုပျက်စီးစေတတ်တဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်လူတွေရဲ့ဆရာိုက်ဆိုးတွေသာဖြစ်တယ်ပေါ့နော်လူတွေရဲ့ဆရာိုက်ဆိုး ဟုတ်မို့စဉ်းစားကြည့်ပေါ့ဂဏိခေတ်မှာလဲဘိုးခေါင်နဲ့ရေရှားတယ်တတော်တွေပြောင်းကုန်တယ်တော်တွေပြောင်းတောင်းတွေပြောဘသူတွေကလှုပ်လူတွေလှုပ်တာပဲလေအဲလူတွေကဘာလို့လှုပ်တာတော့ဆိုတကယ်တော့လောဘတွေဒေါသတွေမောဟတွေပဲနော်မစင်မခြင်းတော်တွေခုတ်တယ်ဆိုတာမောဟလောဘကြီးပြီးတော့ခုတ်တာလောဘနော်အဲ့တော့လောဘတွေဒေါသတွေနဲ့တော်ကြီးတွေကပြုံးကုန်တာ တို့ပြုံးကုန်သည့်အတွက်ကြောင့်ရာသီဝရုတွေပျက်စီးလာရာသီဝရုပျက်စီးသွားခြင်းကြောင့်ဒီလူတွေရဲ့အာဟာရတွေလည်းထိခိုက်ပျက်စီးမှုတွေရှိလာအဲ့ကြတော့လူတွေဟာယောဂဝေဒနာတွေဖြစ်ပွားပြီးအသေးပြောက်များလာတာဒါလည်းလူကြီးရောပါခြင်းအကြောင်းတစ်ခုလို့ဒီလိုဆက်ဆက်မှုတွေရှိတယ်ပေါ့နော်လူဆက်ဆက်မှုတွေရှိဒီမှာမြတ်စွာဘုရားဖြေထားတဲ့အဖြေတဲမှာပါပါတော့ လူသားတွေရဲ့ဆရာဆိုးကို၃မျိုးဖော်ပြထားတယ်။နံပါတ်၁ကဘာလို့ဆိုအတ္တမရာဂတော်တော်ကို တရားမဲ့တဲ့တမဲ့မှုသူလိုဆိုလို့နော်အတ္တမရာဂဓမ္မရဲ့ဆန့်ကျင်မဲ့လူတွေလုံးနေကြတဲ့လူတွေရဲ့ရာဂဆိုတဲ့တမဲ့မှုဟာအတော်ကိုတရားလွန်တယ်လို့သူလိုဆိုလို့ပေါ့နော်တရားလွန်တဲ့ အတ္တမဆိုတရားလွန်တဲ့တမဲမှုအဲ့ဒါတခုဟောနောက်တစ်ခုကတော့ဝိတမလောဘဒုရယတဏ္ဍမဖြစ်တဲ့အတောကိုညီမြမှုကိုဖျက်ဆီးတဲ့မညီမမြအစွန်းရောက်တဲ့လောဘလို့ဆိုဝိတမလောဘဆိုလောဘဆိုတာဒီလူချင်းတဲ့ဆိုတာအစွန်းရောက်တဲ့လူချင်းမှုဆိုတာ ကိုယ့်ဟာကိုယ်လိုချင်တာကြတော့အဆုံးမရောက်ဘူးလို့ပြောလို့ရတယ်နော်ကိုယ်ပိုင်တာကိုယ်လိုချင်တာအဆုံးမရောက်ဘူးသူများဟာလိုချင်ရင်အဆုံးရောက်သွားပြီလွန်ကဲတယ်ပေါ့အခုကပြောတယ်မဟုတ်လားနေရနေမှာခရမ်းလွန်ရောင်ချီစွာရှိလာတယ်မဟုတ်လားလူကအနေပေးတယ်လေအဲ့ဒါလိုပဲဝိသမလောဘစွာခရမ်းလွန်ရောင်ချီလိုပဲလွန်ကဲတဲ့လောဘ ဲ့ဒါလည်းအန္တရာယ်ရှိတယ်နော်ခရမ်းလွန်ရောင်ကြီး ultraviolet အဲ့ဒါနဲ့အန္တရာယ်ရှိတာမဟုတ်ဘူး ultra greedy ပေါ့နော်အလုံးကိုလွန်ကဲလာတဲ့လောဘလို့ဆိုလို့အဲ့ဒါလည်းလူရဲ့ဇယဆိုးတွေပေါ့ဒီကနေ့ခေတ်မှာတိုးတက်များပြားလာအတ္တမရာဂဆိုရဲဓမ္မနဲ့ဆန်းကျင်ပြီးတော့နော်တရားလွန်တဲ့ရာဂတွေဖြစ်ကြတယ်ဝိသမလောဘလို့ဆိုတဲ့ဒီမျှတမှုမရှိ လွန်ကဲလာတဲ့လောဘတွေဖြစ်ကြတယ်မိစ္ဆာဓမ္မလို့ဆိုတဲ့အတိုင်းမမမမကျင့်သုံးနေတိုင်းပြောဆိုကြတယ်ဆိုဒီသဘာဝတရားဒီဇယိုက်ဆိုးသုံးမျိုးဟာ လူလောကကြီးကိုပျက်စီးဖို့ဖော်ဆောင်နေတဲ့လူတွေရဲ့အကျင့်ဇယိုက်ဆိုးကြီးသုံးမျိုးပဲတဲ့အဲ့ဒီဇယိုက်ဆိုးကြီးသုံးမျိုးကြောင့်ဒီခုလိုလူလောကကြီးကပျက်စီးတာလို့ဒါက လူမသိသူမသိတဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားဟောတာသာမန်လူတွေဓာရီကမသိနိုင်ဘူးလေဓာရီကြောင့်ဖြစ်တယ်လို့မသိဘူးလူတွေသိတာတော့ကြည့်လေဘဝပြည့်တစ်တော်တွေဘာကြောင့်ပြောင်း ခုံလို့ပြောင်းတယ်ပဲပြောင်းမှာပေါ့မြတ်စွာဘုရားကမဟုတ်လောဘကြောင့်ဒီလိုဆုလို့တယ်ပေါ့နော်လောဘတွေဒေါသတွေမောဟတွေကြောင့်ဖြစ်တာဒီလိုဆုလို့တယ်ပေါ့အဲ့တော့အတွင်းကြကြ အရင်ကြားကြပြောရမယ်ဆိုလို့ရှိရင်အတ္တမရာဂတဲ့နော်အတ္တမရာဂတရားလွန်တဲ့တဏလောဘတဏရာဂဝိတမလောဘအစွန်းရောက်တဲ့လောဘမိစ္ဆာဓမ္မမှားမှားယွင်ယွင်ပြုတ်ချင်မှုအဲ့ဒီသုံးမျိုးဟာ လူလောက လူတွေကျင့်သုံးနေတဲ့ဒီတရားသုံးမျိုးဟာလူသားတွေရဲ့ဘဝလူခဘာကြီးကိုဖျက်ဆီးတတ်တဲ့အကြောင်းတရားသုံးခုလို့ အဲ့တော့ဒီသုတ်တံကအင်္ဂုတ္တရနိကေမှာလာတဲ့သုတ်တံဒီမှာတော့အဲ့ဒါလောက်ပဲဖွင့်တယ်အဲ့ဒီမှာအာတမရာဂဆိုတာနော်ကိုယ်နဲ့ပတ်သက်လာတဲ့ကိုယ်နဲ့ပတ်သက်လာတဲ့ပစ္စည်းဥစ္စာကို တွေ့တာရာဟာတရားလွန်တယ်လို့ပြောလို့မရဘူးကိုယ်နဲ့မပတ်သက်တာကိုပါတွေ့တာလာတယ်ဆိုရင်အာတမတည်းလို့ဆိုလို့ရတယ်နော်ဝိသမလောဘကလည်းကိုယ်ပိုင်တဲ့အရာပေါ်မှာလိုချင်တာ တရားလွန်တယ်လို့ပြောလို့မရဘူးသူများပိုင်တာကိုလိုချင်လာရင်တော့ဝိတ္တမလောဘဒါလို့ဆိုတယ်မိစ္ဆာဓမ္မဆိုတာတော့မာမာယဉ်ယဉ်နေစဉ်သုံးလုံးကြိုက်တာလေမောမောမာမာတွေလို့အဲ့တော့ဒီမှာထေရရဲ့ရှင်ပြချက်ကတော့အဲ့လောက်ပဲရှင်ပြသို့တော်ဆက်ကဝတိတုတ်တံမှာရှင်ပြထားတာလေးတခုနဲ့ကြည့်မယ်ဆိုရင်ဒီကနေ့ခေတ်မှာအဲ့ဒါတွေဖြစ်နေတာကိုတွေ့ရအောင်နော်ဒီကနေ့ခေတ်မှာဖြစ် အတ္တမရာဂဆိုတာဘာကိုပြောတာတုံးဆိုတရားမဲ့တဲ့တဏှာရာဂမတတ်မရမယ့်နေရာကိုတတ်မဲ့တယ်ဆိုပါစို့သာသမီးကသာကအမေကိုတတ်မဲ့တာ အဖေက သမီးကိုတတ်မဲ့တာနော်အဲ့ဒါမျိုးအတ္တမရာဂလို့ခေါ်တယ်နော်မတတ်မရမယ့်နေရာမတော်တတ်မဲ့တာဒါကတိခေတ်မှာဖြစ်နေတဲ့ဇယိုက်ဆိုးပဲလူတွေဘယ်သူမှမကြိုက်ဘူးပေါ့ဒါမျိုး ဒီဇေယျဆိုးမျိုးရှိတဲ့လူကိုကန့်ွက်ကြတာနော်အဲ့ဒါဇေယျဆိုးတခုအတ္တမာရာကဆိုမဖြစ်တဲ့နေရာမှာတဏှာရာကဖြစ်တာဝိတမလောဘဆိုတာဖြစ်တဲ့ဖြစ်တတ်တဲ့ကိုယ်နဲ့ပတ်သက်တဲ့နော်ကိုယ်နဲ့ပတ်သက်တဲ့ကိစ္စမှာလောဘဖြစ်တာပြောစရာမရှိဘူးမပတ်သက်တာရောပတ်သက်တာရောအကုန်လုံးပတ်သက်တဲ့နေရာမှာနေမယ်အလွန်အကျွံဖြစ်တာဝိတမလောဘလို့ခေါ် မိစ္ဆာဓမ္မကြတော့ဘာပြောတာတော့လို့ဆိုခဏိခေခစ္စားနေတယ်မိစ္ဆာဓမ္မကဘာလဲဆိုနော်ပြောမယ်ဆိုရင်စာတဲ့အတိုင်းပြောတာနော်စာတဲ့အတိုင်းပြောတာနော်ကြာကြာချင်းမမာချင်းခဏိခေမှာနိဂေတို့လက်စဖီယန်တို့ဂျီတူဂျီဆိုတာဂေတူဂေပေါ့ L2L ဟော g to l n to g ပေါ့အဲ့လိုပဲပြောလိုက်ပြီနော်ကြားကြားချင်းမမာချင်းတတ်မဲ့တဲ့အရာတွေဖြစ်ပေါ်လာတာဟာဒါမိစ္ဆာဓမ္မလို့ခေါ်တယ် round practice ပေါ့အဓိပ္ပာယ်ပြန်မယ် round practice ခဏခင်မှာလူလောကမှာဥပဒေကခွင့်ပြုရတဲ့အနေအထားမျိုးထိရောက်လာပြီလေဥပဒေကခွင့်ပြုလာပြီတချို့နိုင်ငံတွေဥပဒေကခွင့်ပြုလာ ဥပဒေကခွင့်ပြုတယ်ဆိုတာလူလုံးတဲ့ဥပဒေပြောတာပါတချို့နိုင်ငံတွေကခွင့်လုံးတဲ့ဒိဗေတွေဖြစ်လာအဲ့တော့ဒီလိုမိစ္ဆာဓမ္မလွယ်လွယ်မှားမှားတွေဖြစ်ပေါ်လာတဲ့ဟာဟာလည်းပဲဆရာရေးဆိုးတစ်မျိုးလို့သူတို့ကြားသွားရင်တော့လေစားတဲ့အတိုင်းဟောရတာမတတ်နိုင်ဘူးလေနော်စားတဲ့မှာလာပြီးတော့ကြည့်မယ်ဆိုရင် စာအုပ်နဲ့တေချာပြပါမယ်နော် အဲ့ဒါမျိုးတွေဆိုလိုတာကနော်အတ္တမရာဂတဲ့ตาနဲ့အမိတမိနဲ့အဖေစွာမျိုးလိုအတ္တမချင်းချင်းစွာလေးအတ္တမရာဂဝိသမလောဘစွာကိုယ်နဲ့ပတ်သက်တာတောင်မှအလွန်ကဲဖြစ်တာမိစ္ဆာဓမ္မဆိုတာခုနလိုကြာကြာချင်းမာမာချင်းအဲ့ဒီလိုဖြစ်တာကြတော့ wrong practice လို့ခေါ်တယ်အဲ့ဒီတရား၃မျိုးဟာလူလောကဆုံးဖြစ်ပြခြင်းအကြောင်းတရား၃မျိုး သူတို့ဆိုတယ်နော်ဖះဟောတာတဲ့အတိုင်းပဲထေကရာတွေပါသူတို့ဆိုထားတာဒါလဲဒီကနေ့ခေတ်မှာထုံးကားပြီးတော့နေတာခနေ့ခေတ်မှာထုံးကားတာလားလို့ဆိုမဟုတ်ဘူးလူသက်တမ်းတစ်ထောင်လုံးကဖြစ်လာအဲ့ဒီဟာဖြစ်ပြီးလူသက်တမ်းကကြလာအသက်တစ်ထောင်တန်းရောက်တာအသက်တစ်ထောင်တန်းမှာဖြစ်ခဲ့ပြီပေါ့ဒီဟာဒီပို့ပို့များလာမယ်လို့ဆိုလိုတယ်နောက်ကျရင်ဒီတဲ့ပိုးမြင်ကြရအောင်ပါပေါ့ သက်ရှိရှိနေလို့ရှင်ပိုးမြင်ကြရအောင်ပါပေါ့နော်ပိုးပြီးတော့ရောက်ဥယေတွေများလာအောင်ပါပေါ့နောက်ကြလို့ရှင်အရေအတွက်တွေများလာအဲ့ဒါလို့ကမ္ဘာလောကကြီးကဖြစ်ပျက်လာပြီဆိုရင်ဘာဖြစ်လဲကမ္ဘာလောကကြီးပျက်စီးတယ်ဆိုတော့ဘလို့ပျက်စီးတာတော့ဒီတုတ်တံမှာမြတ်စွာဘုရားအချက်၃ချက်ကိုပြောထားတယ် ဒီဇယိုက်ဆိုးတွေကိုလူတွေဟာအမိုက်မျိုးတွေကနေဇယိုက်ဆိုးတွေကိုကျင့်သုံးပြီဆိုလို့ရှိရင်တဲ့လူတွေပါလောက်လာကြတော့နံပါတ်1ကတိဏ္ဏာနိတတ္ထာနိဆိုတမငါးပြင်ပြောမယ်ဆိုရင်ဒီတတ္ထဆိုတာလက်နဲ့တိဏ္ဏဆိုတာထက်တာဓာတ်လို့ပြောမယ်ဆိုရင်တော့ထက်တဲ့ဓာတ်ပေါ့ခုခေတ်ကဓာတ်ခက်မဟုတ်တော့ တတော်ကတောင်းတောင်းရေးတာဓာတ်ထုတ်မှုတွေများလာကြီးလားဘာလို့အေးတနတ်ဝဲမရလို့တဲ့တနတ်ဝဲရရင်ပြစ်ခတ်မှုတွေဖြစ်ပါမို့အခုကတနတ်မရှိလို့ဓာတ်ထုတ်မှုများဆိုးသွားတော့မင်းဓာတ်ထုတ်မှုတွေများလာကြီးလားဆိုတော့တနတ်မဝဲမရအဲ့ဒါလိုပဲအဲ့တော့တိဏာနိတထာနိဆိုတာ very powerful weapon နော်အစွမ်းချက်တဲ့လက်နဲ့လို့ဆိုလို့ powerful weapon အဲ့ဒီအစွမ်းထက်တဲ့လက်နဲ့တည်နဲ့ဒီအဲ့ဓာတွေကင်ပြီးတော့လူတွေချင်းချင်းတပ်ဖြတ်နေကြတယ်တဲ့ဒါဟုတ်လားမဟုတ်လားကြည့်လေခုခေတ်စာဖတ်လိုက်ရင်လည်းသိနိုင်နော်အစွမ်းထက်တဲ့လက်နဲ့ကြီးတွေနဲ့အခုကလူတွေဟာဘု து တတ်နေတာတော့လူတွေချင်းတတ်နေကြတာပဲလေတမန်အပြင်ပြောလို့ဆိုစစ်ဖြစ်နေတယ်ပေါ့ဒီလိုပဲပြောစစ်ဖြစ်နေတယ်ပဲပြောတကယ်တော့ ဒီတိုင်းဆိုရင်သက်ဆောင်ဘုရားကဘယ်လိုပြောတော့ဆိုအခုပြောခဲ့တဲ့ဇေယိုက်ဆိုးတွေရှိတဲ့လူတွေဟာတဲ့တိန်နာနိတတ္ထာနိခေတဝါအစွမ်းထက်တဲ့လက်နဲ့တွေကင်ဆွဲပြီးတော့အညမညာဇီဝိတဝရောပင်တိတယောက်နဲ့တယောက်တတ်ဖြတ်ကြတယ်ဟုတ်လားဒီကနေ့လုံနေတာဒီတိုင်းပဲလေ powerful weapon အလုံးကိုစွမ်းထက်တာတိုက်တလုံးကတော့ဝုန်းဆိုပြိုသွားမဲ့တာမှတ်ပြီးတော့ခဏလေးပဲနော် လေချောင်းကတိုက်တာပဲဖြစ်ဟွာဖြစ်ခဏလေးအတွင်းပျောက်သွားနိုင်တယ်မြို့တမြို့ဟာတီးတဲ့ဆွမ်းထက်တာတွေမတုံးသေးလို့တော်သေးတယ်ပေါ့အဲ့ဒါကြတော့ဟိုခုနှစ်ရက်စစ်ပွဲဆိုဆနစ်တန်းရောက်ပြီဆိုတော့ခုလဲဆနစ်တန်းမယ်10ခု10ရာနဲ့တွေ့မယ်ဆို10ပဲထားနော်ရာမဟုတ်တော့ခဏရဲ့ဘုံနေနဲ့တွေ့မယ်ဆိုရင်ခု10ရာထောင်သိန်းတောင်းဒီလိုသွားတာတောင်းသိန်းတန်းနော် အဲ့ဒါဆိုရင်စနစ်တန်းလို့ပြောလို့ရနေပြီကွာအဲ့ဒီမှာခြေကနန်းထဲမှာရှိနေပြီလေလူတက်တန်းကအဲ့တော့လူတွေရဲ့စစ်ပွဲကြီးတွေဟာနောက်ဆုံးစစ်ပွဲအရကြာကြာကြီးမတိုက်ရပါဘူးတဲ့တပတ်ပါတပတ်အတွင်းမှာပဲအလုံးဟာတည်ကြည်သွားမှာအဲ့ဒီမှာကြံတဲ့ပုဂ္ဂိုလ်တွေကတာဝေကကြီးစွာရပြီးတော့မေတ္တာတွေတူးနဲ့တူမေတ္တာထားကရုဏာထားပြီး လူလောကကြီးကိုပြန်လည်ပြီးတော့ဟိုသူတို့ဟာအကျဉ်းအတရားတွေနဲ့ပြန်ပြီးတော့ချစ်ကြည်မှုတွေနဲ့လူလောကကြီးကိုပြန်ပြီးတော့ဟိုဆောင်းလျှောက်ကြတော့ပေါ့ကြံတဲ့လူတွေကဆောင်းလျှောက်တယ်အများကြီးကတော့တည်သွားပြီပေါ့အဲ့တော့လောကလူလောကလူတွေပျက်စီးနေတာတိဏ္ဏိတထာဏိဂေတဝအဉ္ဇမဉ္ဇံဇီဝတဝရောပင်တိတယ်မြတ်စွာဘုရား တကယ်ကိုအစွမ်းထက်တဲ့လက်နဲ့ကြီးတွေကင်ပြီးတော့တယောက်နဲ့တယောက်တတ်ကြတယ်တဲ့တေနဘဟုမနုဿာကာလကရွန်တိဒါကြောင့်လူတွေအများကြီးတိတ်ကုန်တယ်ခဏိလေးနေဘူးချပဲတည်နေတာလေနေစင်နဲ့အမြတည်တာအများကြီးတည်နေတာအဲ့ဒါဟာလူလောကလူဝေးတွေရောပါသွားခြင်းအကြောင်းပဲတဲ့ဒါတစ်ခုနော်ဒီဇေယျဆိုးတွေဖြစ်နေရင်အခုဒီနံပါတ်1လက်နဲ့ လက်နဲ့ဆိုကြီးလက်နဲ့ကပ်ဆိုကြီးဆိုတာကပ်ဆိုတာခနေခေကနားလည်ရတာတော့ MPD တို့ဘာတို့တယ်လီနော့တို့လောက်သိမှာအဲ့ဒါပြောတာမဟုတ်ဘူးเนาะကပ်ဆိုတာကပ်ပဆိုတဲ့စကားလုံးကလာတာကပ်ပဆိုတာဘဝပြင်မှာကပ်သုံးပါဆိုတာလူတွေကလည်းအဲ့ဒီကပ်သုံးခုမှတ်ကပ်ပဆိုတာအချိန်ပိုင်းကိုပြောတာ ဒီဆက်စတာကဲအော့ဒီပြဿနာကြီးကြုံပြီးတော့ဒုက္ခတွေရောက်နေတဲ့အချိန်မှာဥမာဒုတိယကဘာစစ်ဖြစ်နေဆိုဒုတိယကဘာစစ်ကြီးဖြစ်နေတော့အချိန်ပိုင်းကြီးကိုဒါကပ်ပါလို့ခေါ်တယ်ကပ်ပါဆိုတာဖြစ်ပေါ်နေတဲ့အချိန်ပိုင်းကြီးတခုဆိုလိုတယ်ပေါ့အခုလည်းစစ်ဖြစ်နေတာစစ်ဖြစ်တဲ့နိုင်ငံတွေမှာဒါကတ်ဒါကိုကတ်လို့ခေါ်တာနော်အဲ့တော့ကပ်ပဆိုတဲ့စကားလုံးကနေလာတာကတ်ဆိုအချိန်ပိုင်းလို့ပြောတယ် ရောခန္ဓာကယောဂါတွေဖြစ်နေတာအခုဆိုဇီကာဆိုတာပေါ်နေပြန်အဲ့ဒါလဲကတ်လို့ပြောမှာ ဖြစ်ပေါ်နေတဲ့အပိုင်းခြားတစ်ခုသူဆိုလို့လည်းပေါ့အဲ့တော့နမတ္တကတော့စစ်ပွဲကြီးတွေဖြစ်ပြီးတော့လူတွေဟာတည်ကြည်မှု များသွားလို့လူလောကကြီးဟာမြို့တွေလည်းပြက်ရွာတွေလည်းပြက်အကုန်လုံးပြက်ပြီးဒူးကြီးရောဘာကောင်တာဒါနမတ္တတစ်ခုနောက်နမတ္တဖြစ်နိုင်တာလူလောကကြီးပျက်စီးဖို့နမတ္တဖြစ်နိုင်တာကျတော့ဘာလို့ဆိုရင် အဲ့လိုလူတွေဟာဇေယျဆိုးတွေကိုအမိုက်မျိုးတွေကလိုက်ပြီးတော့ချင်းသုံးတဲ့အခါမှာအများစုကဇေယျဆိုးတွေဖြစ်လာပြီဆိုရင်ဘာဖြစ်ဒေဝနာတမဒါရံဘဝိအနုပဝိသတိမိုးကမမှန်တော့ဘူးအခုလည်းမမှန်တော့ဘူးသိချာတယ်နော်များခြင်းများတယ်နှဲခြင်းနှဲတယ်မရွာခြင်းလည်းမရွာဘူးရွာလိုက်ရင်လည်းဟုတ်လားရွာလိုက်လို့ရှိရင်လည်းအကုန်ပြောချာကုန် အင်းဒီပါဒီပါပါကောင်ရွာတာအဲ့ဒါမိုးကောင်းမဟုတ်ဘူးเนาะအဲ့တော့ကမိုးပေါ့အဲ့ဒါလို့ဒေဝတမ္မာဒါရံမမှန်ကန်ကန်သူရွာရင်းရွာလိုက်တဲ့အချိန်မှရွာတယ်မရွာသေးတဲ့အချိန်ကိုမရွာဘူးရွာတဲ့အချိန်မှရွာတယ်ဆိုတော့မမှန်ကန်ကန်ရွာတဲ့မိုးမျိုးမဟုတ်တော့ပဲနဲ့အဖြစ်မိုးတွေရွာချတယ်တေနဒုပ္ပိခံ အဲ့ဒါကြောင့်လူတွေစုဆောင်းထားတဲ့စားစရာတောက်စရာတွေစပါးတွေပယ်တွေကြက်သွန်တွေပါသွားရတနည်းအားဖြင့်ပါသွားရသေးရှိတယ်လေနော်အချို့ရာတွေမှာအဲ့မှာပယ်တွေပါတွေလှမ်းထားကြပါသွားရင်ညရေတိုက်စားလို့ပါသွားကြက်သွန်တွေပါသွားရပါသွားတယ်အဲ့ဒီလိုဖြစ်ယုံမြမကဘူးစိုက်လိုက်မိုးတွေရွာလို့အကုန်လုံးပါသွားတော့လယ်တွေလည်းပြက် ဆက်ပြေးတည်တံနေအကုန်ပြက်ပြက်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုတော့အစာရေစာခေါင်းမငတ်မော်လာမလောက်တော့စားစရာတောက်စရာမလောက်တော့ဘူးဒုတ်တက်တံစဘာလည်းမပြေဆုံးတော့ဘူးနောက်ဆုံးမှာတလာကောင်ဥဒ္ဓဒီရှယ်ယာနဲ့အသက်မွေးရတဲ့ဟာမျိုးခွဲရမ်းနဲ့အသက်မွေးရတဲ့အခြေအနေမျိုးထိအောင်ရောက်သွားနိုင်တယ်တဲ့ဒုတ်ပိတ်ခဖြစ်ပြီးအစာရေစာခေါင်းမလို့ ဟိုးလွန်ခဲ့တဲ့လေကအနှစ်20လောက်ကအီသီယိုးပီးယားမှာဖြစ်တဲ့အစာရေးစာခေါင်းပါတဲ့ပုံလေးတွေများကြည့်မြင်ရင်တော့အမှန်တမ်းကြောက်စရာကောင်းတယ်ပေါ့နော်အဲ့ဒါလို့ဒီလိုဖြစ်တတ်တယ်တဲ့ဒါဒုတိယအဲ့ကြတော့လူတွေဟာအများစုသိဆုံးကုန်ကြအဲ့ဒီသိဆုံးကုန်ကြသည့်အတွက်ကြောင့်လူဥယေတွေလည်းယောပါသွားတယ်မြို့တွေယောတွေလည်းပျက်စီးကုန်တယ်လို့သူတို့ဆိုတယ်နောက်နံပါတ်3ကတော့ တမန်လူတွေမသိနိုင်တဲ့အချက်တခုပြောဒီနှစ်ခုကသိနိုင်တယ်စစ်ပွဲတွေဖြစ်လို့သေတာရဲ့နော်စစ်ပွဲဖြစ်လို့သေတာရဲ့မိုးဖြစ်လို့ပြက်ကုန်တာတွေရဲ့ဒါတွေကတမန်အပြည့်တော့သိနိုင်တယ်နောက်နံပါတ်3ကျတော့လူလောကကြီးပျက်စီးတာဘာကြောင့်လဲဆိုလို့ရှိရင်ဒီလူတွေမမြင်ရတဲ့အမနုဿလူသူတတဝါတွေအဆောလာဒီနေရာမှာတူတယ်ဆွဲထိပ်ပဲ လူထုတရဝါလူထုတရဝါဆိုတာဘယ်သူတွေခေါ်တာတော့ဆိုဗုဒ္ဓတဆေတွေပြိတ်တာလေတရေတွေတပက်တွေပေါ့နော်အဲ့ဒီကောင်းနေအဲ့ဒီကောင်းနေအမနုဿာဝါလီအမနုတိအုတ်ချုပ်တဲ့နတ်တွေအုတ်ချုပ်တဲ့နတ်တွေကအဲ့ဒီလိုဇေယိုက်ဆိုးရှိတဲ့ဘလူးတပက်တရေတွေ တရေတွေတပတ်တွေကိုလူလောကထဲမှာသူတို့ကလွတ်လိုက်ကြတယ်။နော်ထိမ့်ချုပ်မှုလွတ်ပေးလိုက်တယ်။မထိမ့်တော့မထိမ့်တဲ့အခါအဲ့ဒီကောင်တွေကဝิญဉ္ဇဉ်တိုင်းဝင်တောင်းကြရင်တိုင်းတောင်းကြတလောကတော်မှာတောင်းကြတယ်မဟုတ်လား။ဘာလို့မြောင်းမြမျိုးနာမလဲ။နော်เจ้าတွေเจ้าမှာတရေဝင်ပူးနေတယ်ဆိုတာ အဲ့ဒီတော့မျိုးတွေတောင်းကျမ်းမှုတွေများလာမှာပဲနောက်ကြလို့ရှိရင်နော်အဲ့ဒါလို့သူတို့လွတ်လိုက်လို့တောင်းကျမ်းကုန်တောင်းကျမ်းလို့လူတွေသိကုန်တလောကလည်းမြုံလဲကလေးတွေတရေမှုတွေဆိုသတ်ဖြစ်တယ်လို့တောင်းကျမ်းမှုတွေဟာလောကကြီးမှာကိုမသိတာတွေလည်းရှိနေဥမှာပဲဒါတွေဟာနော်အဲ့ဒီမှာစာထဲမှာဘယ်လိုဆိုတော့ဆိုယက္ခဝါလီအမနုဿေဩတ္တသန္တိ ရက်ခါထိမ့်သိမ်းရှောင်းရှောင်းနိုင်တဲ့နတ်တွေကဘလူကြီးတွေကနော်ခါတိုင်းဆိုအုပ်ဆုပ်ထားတာဝါလီ အမနုတ်တီအတော်ကိုလက်ရဲစရဲရှိတဲ့တရဲသဘက်တွေကိုဩသိဆန်းတွေလူလောကမှာလွတ်ထားလိုက်ကြတယ်မထိမ့်တော့မတော်ရဘူးလို့ဘာလို့ထိမ့်ချုပ်မှုရှိအတဏ္ဍရိယတုတ်ဆိုတာခေါ်ထားတဲ့အထဲမှာကြည့်အဲ့မှာ ဘီလူးတွေတရေတွေတပည့်တွေကိုအဓိကထိမ့်သိမ့်တာတော့ကုဝေဒသို့မဟုတ်ဝိတ္တနာမညထိမ့်သိမ့်တယ်။ဘုရားကသူလျှောက်တယ်။ရှင်ဘုရားတဲ့ရှင်ဘုရားရဲ့တပြည့်တကားတယ်ကမလေး။အာလုံဘုရားတရားတန်ခါရဏသမကုဝေစိခတ်တဲ့ပုဂ္ဂိုလ်တွေဒီတရေတပည့်တွေမနှိမ့်ဆက်အောင်အတ္တနာရိယပြိတ်ကိုရွတ်ပါဆိုတာသူကဘုရားကိုလျှောက်တယ် ဝိပဿိတသံမထုသကုမန္တသတိရိမတော်ဆိုအဲ့ဒီဟာနော်အဲ့ဒါကြီးရွတ်ဖတ်ဖို့မြတ်စွာဘုရားလာလျှောက်တော့ကဘာတွေလျှောက်သွားတော့ဆိုဒီကောင်တွေကတဲ့လည်းရဲစေရဲပြောမကောင်းဆိုမကောင်းတဲ့ကောင်တွေအများကြီးပဲတဲ့ဖရာတရားကြီးညိုတဲ့လူတွေရှိတော့လဲမကြီးညိုတဲ့အကောင်တွေရှိတော့လဲမကြီးညိုတဲ့အကောင်တွေလည်းရှိတယ်မကြီးညိုတဲ့အကောင်တွေကများတယ်တဲ့ဘာဖြစ်လို့မကြီးညိုတာတော့ဆိုရင် သူများတဲ့မတရားဘူးသူများဥစ္စာမခိုးရဘူးသူတို့ဘာသားများမစောဘူးဒီကောင်လေးအကုန်လောက်ထားတဲ့အဲ့ဒါလေးအယက်မတော်ဘူးဆိုဒီကောင်လေးအကြိုက်ဆုံးပဲတဲ့အဲ့ဒါအဲ့တော့မြတ်စွာဘုရားကဒီဒုစရိုက်တွေမလုံးဝဘူးဆိုတော့သူတို့နဲ့တိုက်ရိုက်ဆန့်ကျင်ပဲဖြစ်နေတော့မကြိုက်ဘူးတဲ့ဘုရားကမကြည်ညိုမကြည်ညိုတဲ့ကောင်လေးများတယ်အဲ့မကြည်ညိုတဲ့ကောင်လေးတွေမှာသူတို့စကားနားထောင်တဲ့ကောင်လေးရှိတယ်လို့နားမထောင်တဲ့ကောင်လေးလည်းရှိတယ် ြောမကောင်းဆိုမကောင်းနားမထောင်တဲ့ကောင်းတွေအများကြီးရှိတယ်တဲ့အဲ့ဒီနားမထောင်တဲ့ကောင်းတွေလှုပ်ချင်ရမလှုပ်ရအောင်လို့ဆိုပြီးတော့အမိတ်ပြန်ထားတာဝိတ္တနာမင်းကြီးအမိတ်ပြန်တဲ့အခါမှာဘလို့မိတ်ပြန်ထားတော့ဆိုလူတယောက်ကိုဖရာတရားတန်ခါရနာသမကိုယ်ကစိတ်ကတဲ့လူတယောက်ကိုနှိပ်ဆက်ဖို့ချောင်းနေတယ်အခွင့်ရှားနေတယ်အနိမ့်နာမှာကတ်ထိုင်တယ်တော်တခုလှုပ်ချင်အနိမ့်နာမှာကတ်ထိုင်နေတာလေနော် ဣတိဧဇပြန်ရှင်စမ်းသပ်ကြည့်ကြအောင်ခုနကတည်းလေတရနေတတိထားပေါ့ခုနမှလာကတ်ထိုင်တာတို့ကတ်အိတ်တာတို့အဲ့မျိုးလုပ်တယ်ကွက်ချောင်းတာအဲ့ဒါလို့ချောင်းနေပြီဆိုလို့ရှိရင်တဲ့အုတ်ချုပ်ရေးဘက်ကမြင်တဲ့ကောင်ကဒီကောင်ကိုတံပေးအပြစ်ဒဏ်ခတ်ရမယ်တခါလေးနဲနှင်းနဲနဲနှင်းနဲတန်ချေချင်းခတ်ပြီးတော့အဝေးပို့ပြစ်တယ် နောက်တခါပထမဆုံးအမှုဆုံးကတော့ဒီကောင်ကိုအစည်းအဝေးတက်ခွင့်ပိတ်တယ်အသတ်သမင်းအစည်းအဝေးတက်ခွင့်ပိတ်တယ်အဲ့ဒါလို့အရေးယူမှုကစပြီးနောက်ဆုံးအလွန်ပြင်းထန်တဲ့အရေးယူမှုကတော့ဘာတော့ဆိုသူ့မျက်နှာကိုတပိတ်လို့တန်ခမောက်ကြီးဒီပခုံးထီအောင်မျက်နှာကိုအုပ်ပြီးတော့ဆုတ်လိုက်တယ်တန်ခွက်ကြီးမှောက်ပြီးတော့ဆုတ်လိုက်တယ်ဆုတ်ပြီးတော့အပေါ်ထိတ်ကနေပြီးတော့တန်မှုန်နဲ့ညိုက်ထည့်လိုက်ဖြုတ်လို့မရအောင်ဒီကောင် เนาะမြင်းခွာကိုတံမိုရိုက်ထားသလိုပဲအဲ့ဒီခေါင်းကိုတံမိုရိုက်ပြီးတော့အဲ့ဒီခေါင်းကိုအဲ့လိုဒါပြင်းထန်ဆုံးအပြစ်ပေးတာတဲ့အဲ့အတ္တနာရိယတုတ်ခေါ်ထားတဲ့ဓမ္မရှိတယ်เนาะအဲ့ဒီလိုဒီခေါင်းတွေကိုထိမ့်သိမ့်ဆော့ဆော့ပေးနေတာဘုရားလက်ထက်ကျတော့မြတ်စွာဘုရားကမြတ်စွာဘုရားကိုជីညိုကိုးဝဲတဲ့နတ်တွေတကူကြီးတဲ့နတ်တွေကရှိသည့်အတွက်ကြောင့်ဖះနာမှာ တကူကြီးတဲ့နတ်တွေအများကြီးရောက်တော့သူတို့လာလို့မရဘူး ကြောက်ကြတခါတော့ကယဟန်တစ်ပါးကိုနတ်သမီးတူကရှောက်တယ်အရှင်ဘုရားဘုရားကိုရှောက်ပေးပါဓာတုမြတ်စွာဘုရားနဲ့ဆိုရင်ရှောက်ပေးပါကိုဘကိုသွားရှောက်ပါလားလို့ဆိုအမလေးတပြော့တော့မလွယ်ဘူးတဲ့အနာကဖို့ဘာလို့လို့ဆိုတကူကြည့်တဲ့နတ်တွေကအများကြီးတဲ့ဝင်လို့မရဘူးတဲ့မလာလို့မရဘူးတဲ့အဲ့ဒါကြောင့်မို့အကယ်၍အရှင်ဘုရားရှောက်တယ်ဆိုရင်တပြီးတော့ အဲ့ဒါလေးအကြောင်းပြုပြီးတော့တပီတော့စောင့်နေပါမယ်ဆို။အဲ့လိုသူတိမတုတ်ပါလေ။ဒါလိုဆိုတာရှိတယ်။အဲ့ဒီမှာနတ်တွေဆိုတာလည်းပဲသူတို့လာခြင်းတိုင်းလာလို့မရဘူး။တကူရှိတဲ့နတ်တွေနဲ့မကန့်ရဲဘူးသူတို့ချင်းချင်းကြတော့အဲ့လို။အဲ့တော့ဒီမှာလေအမတန်မှရက်ဆက်ကြမ်းတမ်းတဲ့တရေတဲ့ဘက်တွေကိုလူလောကကိုလွှတ်လိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီကောင်တွေကလူတွေကိုနှိပ်စက်လို့ တေနဗဟုမနုဿာကာလံကရောတိတဲ့လူတွေဟာများလားအသေးများလားနော်အမနုဿအမနုတန္တရာကတ်စွာအဲ့ဒီကတ်ယောဂာရီဖြစ်လာတယ်သိကြတယ်ခြေကြတယ်ဖန်စာလို့သိကြတယ်ဆိုမျိုးတွေဖြစ်လာတယ်တဲ့အဲ့ဒါကြောင့်မို့လို့လူလောကကြီးဟာလူဥယျာဉ်တွေယောပါလို့မြို့တွေပြက်တယ်ရွာတွေပြက်တယ်ချက်ပြန့်တဲ့ကြာစီကားလာတဲ့မြို့တွေဟာ တောဖြစ်ကုန်တယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားပါလောကသုတ္တံမှာအဲ့ဒီပုံနာကြီးကိုဒီလိုရှင်းပြတဲ့အခါပြမနာမဟာသာလပုံနာကြီးဟာသူသဘောကျပြီမြတ်စွာဘုရားရဲ့ရှင်းပြချက်ကိုသဘောကျလို့သူဘောဓဘာသာဖြစ်သွားတယ်ဘောဓဘာသာဖြစ်ခံယူလိုက်တယ်ပေါ့ဥပဒကဖြစ်ခံယူတယ်အဲ့ဒါပါလောကသုတ္တံမှာဒီတိုင်းဟောထားတာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒုက္ခဝါကြီးကိုဖြည့်ဆည်းမိ လူတို့ရဲ့ဇေယိုက်ဆိုးများဆိုတာဟာနော်အတ္တမရာဂာတဲ့ဝိတမလောဘတဲ့မစ္ဆာဓမ္မတဲ့တရားလွန်ရာဂအစွန်းရောက်လောဘနော်မာယွင်းတဲ့အကျင့်အဲ့ဓာတွေဟာအဘယ်မှာဆိုးွားတယ်နောက်အထိပဲတစ်ခုကြတော့မတတ်မဲ့နဲ့နေရာမှာတတ်မဲ့တယ်နောက်တခါမိမိရဲ့မိမိနဲ့ပတ်သက်သူအပေါ်မှာလည်းအလွန်အကျွံတတ်မဲ့တယ် နောက်တစ်ခုကျတော့ကြာကြာချင်းမမခြင်းဆိုတာ၄မမရင်းနေတတ်မဲ့တယ်ဆိုတယ်အဓိကတော့အလုံးဟာလောဘရဲ့လက်ချက်တွေကြီးပဲအကုန်လုံးအဲဒီဇေယိုက်ဆိုးလောဘ၃မျိုးလူတွေရဲ့တဏ္ဍမှာလွှမ်းမိုးလာပြီဆိုလို့ရှိရင်လူတွေဟာလက်နဲ့ကင်ပြီးတော့ချင်းချင်းတကြဖြတ်ကြတာတခုမိုးလီဝဒမမှန်လို့အစာရေစာရှားပါသွားတာတခု ထိန်သိမ်းဆောက်ရှောက်ပေးမဲ့နတ်တွေကနေပြီးတော့အကဲလူတွေဖြစ်ချင်အဖြစ်လူတွေဆိုးလာတယ်ဆိုပြီးတော့မကောင်းဆိုးဝါးတွေကိုလွတ်လိုက်တာတခုတည်းအဲ့ဒါကြောင့်မလို့လူလောကကြီးလူတွေအသေးဆုံးများပြီးတော့ပျက်စီးဆုံးရှုံးရတယ်လို့မြတ်စွာဘုရားကပါလောကသုတ္တမဒီလိုဖြေထားတာရှိပါတယ်တရားချစ်ခင်သူတော်စင်ပြိဿဘုန်းတို့မြတ်စွာဘုရားဟောကြားတဲ့အထင်းမယ်အဓိကကတော့ဆေးရိုက်ဆိုး၃မျိုးဟာအဓိကဖြစ်တယ်ပေါ့ အဲ့ဒီဆရာရှုသုံးမျိုးကိုတမ္မာပုဂ္ဂိုလ်တွေကမသိနိုင်လို့ရသော်ဗျာအဓိကအကြောင်းတရားသုံးမျိုးအဲ့ဒီသုံးမျိုးကိုအခြေခံပြီးတော့ထပ်ဆင့်ဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေလူတွေသိဆုံးရခြင်းဆိုတဲ့အကျိုးရလဒ်တွေကဘာကြီးပြည့်စည်ရခြင်းဆိုတဲ့အကျိုးရလဒ်တွေကိုခေါ်ကြဆုံးမခဲ့တာကိုတတိမူပြီးတော့မိမိတို့တဏ္ဍာမအဲ့ဒီလိုဇေယျဆိုးမျိုးတွေစိတ်ထဲမှာတောင်မဖြစ်ရအောင်တို့တွေထိမ့်သိဆော့ရှော့ကြရမယ် ဖရာတရားတန်ခါယရဏ၃ပါးကိုတို့တွေဟာလေးလေးမြတ်မြတ်ထားပြီးတော့ဒီကိုယ်ွယ်စိတ်ကပ်ပြီးနောက်ဆုံးမှာမေတ္တာကရုဏာမုဒိတာဥပိ္ခာလို့ဆိုရက်ပြမစိုးတရားနဲ့တို့တွေနေနိုင်အောင်ကြိုးစားမှကတ်ဆိုးကလွတ်နိုင်မှာဖြစ်တယ်လို့ကိုစီကိုစီသဘောချပြီးကြင်ကြံကြိုးကုပ်ပွားများအထုံနိုင်ကြပါစေကုန်သတည်း